ဗိုလ်ချုပ်စန္ဒရာအမည်ကိုကန့်ကွက်ကြောင်းဆန္ဒပြု ောက်ခံထားတဲ့လက်မှတ်တသိန်း2000ကျော်ကိုမေလ2ရက်နေ့မှာနိုင်ငံတော်သမ္မတနဲ့ပြည်ထောင်စုတိုင်းရင်းသားရေးရဝန်ကြီးတို့စီတင်ပြတော်မယ်လို့တန်လွင်တရားချောင်းစုံဆိုင်ရာဒူဒူလှုပ်ရှားမှုကော်မတီမှသိရပါဗျ။ကံကွက်တဲ့လက်မှတ်တွေကိုတန်လွင်တရားချောင်းစုံဆိုင်ရာဒူဒူလှုပ်ရှားမှုကော်မတီကဦးဆောင်ပြီးအပိလာ23ရက်နေ့ကစတင်ကောက်ခံခဲ့ရာအပိလာ28ရက်နေ့မှာတင်ပြဖို့အတွက်စီစဉ်ခဲ့ပါဗျ။လမ်းမကောက်ခံစူးစီးမှုကြံရှိနေတဲ့အတွက်မေလ2ရက်နေ့မှသာတင်ပြမှာဖြစ်တယ်လို့သိရပါဗျ။ ကောက်ခံရရှိတဲ့လူလူလက်မှတ်တွေကိုမေလ2ရက်နေ့မှာအပီးတင်ဖို့စီစဉ်ထားတယ်လို့တန်လွင်တရားချောင်းစုံဆိုင်ရာလူလူလှုပ်ရှားမှုကော်မတီဦးဆောင်သူမင်းအောင်မွန်ကအခုလိုပြောပါတယ်ကျွန်တော်ကြာပရမကတော့အမေတရက်မှာဖွင့်ဆိုကျော်29နှစ်မြောက်မိတင်မယ်စဉ်းစားရတော့ရတလောက်ပေါ့နော်ကျွန်တော်ကစဉ်းစားရတော့နောက်မှသူကသူက29နှစ်နေမှာကျတော့26ရက်နေ့မှာကသူတို့တင်လိုက်ပြီးတဲ့အချိန်မှာကျွန်တော်ကလည်းလိုက်လိုက်ခဏခဏဆိုင်ဆိုင်ရတော့ဒီမှာတည်းဒီကြောက်ပြီးတော့မှကျွန်တော်ကဒီနောက်ထပ်ရုံပြတဲ့ရက်ပေါ့ ဒီနှစ်ရက်နေမှာကျွန်တော်အပြီးတင်သွားမယ်လို့စဉ်းစားတာပဲ။တော့ဆရာဒီပြုလို့ရတယ်ငါတိုင်းနှစ်တောင်းပေါ့။တိုင်းနှစ်တောင်းကျော်လောက်ပေါ့။ဒါနဲ့တော့ block ပို့လာတယ်မယ်လို့မသိသေးဘူး။ကန့်ကွက်ကြောင်ဆန္နာပြုလက်မှတ်မိတူတွေကိုစောက်လွေဝင်ကြီးဌာနပြည်내အစိုးရအဖွဲ့ဒီနယ်လွှတ်တော်တို့ကိုလည်းတင်ပြသွားပါမယ်လို့ပြောပါရယ်။ဗိုလ်ချုပ်အောင်ဆန္ဒသာအမည်ကန့်ကွက်တဲ့ဆန္ဒပြုလက်မှတ်တွေကိုမွန်ပြည်နယ်အတွင်းရှိတိုင်းရင်းသားတွေအဖြစ်ကရင်တနင်္သာရီပဲခူးရန်ကုန်ရှိမွန်တိုင်းရင်းသားတွေနဲ့ ပြပရောက်မွန်တိုင်းသားလက်မှတ်တွေပါဝင်တယ်လို့ကော်မတီစီကသိရပါဗယ်။မော်လမြိုင်နဲ့ချောင်းစုံကိုဆက်သွယ်တိစောက်ထားတဲ့တန်လွင်မြေကူးတရားကိုဦးသိန်းစိန်အစိုးရလက်ထက်ကတန်လွင်တရားချောင်းစုံအမည်နဲ့စီမံကိန်းစတင်ခဲ့ပေမဲ့စီမံကိန်းပြီးခဲ့နေလက်ရှိ NND အစိုးရလက်ထက်မှာတရားအမည်ကိုဗိုလ်ချုပ်အောင်ဆန်းတရားအမည်အဖြစ်ပြည်သူ့လွှတ်တော်ကပြောင်းလဲအတည်ပြုခဲ့တာဖြစ်ပါတယ်။တန်လွင်တရားချောင်းစုံအမည်ကနေဗိုလ်ချုပ်အောင်ဆန်းတရားအမည်အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ခြင်းအပေါ်ဒေသခံဌာနေတိုင်းရင်းသားတို့က နှစ်ကြိမ်တိုင်တိုင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါရယ်ဧဒါခန်ဌာနေတိုင်းရင်းသားတွေကန့်ကွက်နေတဲ့ကြားမှာပဲဗိုလ်ချုပ်အွန်ဆန်တရာဘလူးကျွန်းအမည်နဲ့ဧပြီလ26ရက်နေ့ညကစိုင်းပုတ်တင်ခဲ့ပြီး28ရက်နေ့မှာယာယီဖြတ်တန်းသွားလာခွင့်ပြုခဲ့တယ်လို့သိရပါရယ်